တော်လိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်တပ်ဖြတ်ဖို့လက်နက်တွေပြစ်ဖြစ်တုံတွင်ပြောင်းသွားရလိမ့်မယ်။ရဲခါတွေကငလင်ကယ်ဆယ်ရေးစုသွားပြေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လဲမိဂါမတ်တာပဲရောက်ပါလိမ့်မယ်။ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတခုလုံးပြိုပြတ်သွားတဲ့ကြာသူ့ရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်။ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးဘဲအသက်ချက်ပြီးတော့ရှေဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့လူမှုအစိုးရပြည်သူအစိုးရ NGO နဲ့ဒိုက်ရိုက်ဆက်သွယ်ပြီးပြည်ပခုညီချင်းဖြစ်စေ နိုင်ငံကအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရောလှူပေးပါစေသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ကယ်ဆယ်ရေးအကူအညီပေးမိနိုင်ငံတကာအဖွဲ့အစည်းတွေကိုဗိုလ်ကြီးနေမျိုးစင်မှအထူးတတိပေးလိုက်တဲ့ရုပ်တံအပြင်စကိုင်းမြို့မှာငလင်ဘေးကူညီရေးအဖွဲ့တွေကိုစစ်တပ်ကစီစစ်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ် စကိုင်းမြို့ပေါ်တွင်လည်းလက်နက်ကင်ဆောင်ထားသောပြည်သူစစ်နှင့်ပြူစောတိတချို့ကစကိုင်းမြို့နယ်တွင်ရှိကျေးရွာများနှင့်စကိုင်းတောင်ရိုးဘက်သို့သွားမိကဲဆဲရေးရင်များကိုစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းရိခါပစ္စည်းများကိုစစ်ဆေးခြင်းကဲဆဲရေးသွားမိသူများ၏မှတ်ပုံတင်များကိုစစ်ဆေးခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရသည်။တနက်အစီတလက်အတူတလက်ကင်ထားတဲ့ပြူစောတိအဖွဲ့တွေက ပရာဟိတသမားတွေကုညီကယ်ရေးလုပ်နေတဲ့အဖွဲ့တွေကိုစစ်ဆေးမှုလုပ်ပါတယ်မြို့ပေါ်ပြင်ပကုညီရေးသွားမယ်ဆိုရင်မြို့နယ်ခွင့်ပြုချက်ရလားမြို့နယ်ခွင့်ပြုချက်မပါရင်တော့သူတို့ခွင့်ပြုတဲ့ခြေရွာတွေကိုပဲလှူရမယ်လို့ပြောပါတယ်လူမဲ့ပစ္စည်းတွေကိုလည်းအကုန်လန့်လို့စစ်ဆေးပါတယ်ဟု စကိုင်းတောင်ရိုးရှိဘုန်းကြီးကျောင်းများနှင့်တိလရှင်ကျောင်းများထံသို့ဆန်အိတ်လူရန်တွားရောက်ခဲ့သည့်ပရာဟိတအဖွဲ့တစ်ခုကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည့်မလ28ရက်နေ့ငလင်လုတ်ခတ်ခဲ့ပြီး9ရက်အတွင်းစစ်စေးရေးများနှဲပါခဲ့တော်လဲဧပြီလ3ရက်နေ့မှစတင်ပြီး စကိုင်းမြို့ပေါ်တွင်ပြူစောတိနှင့်ပြည်သူစစ်များကကယ်ဆယ်ရေးဖွဲ့များကိုစစ်ဆေးမှုများလှုပ်ဆောင်လာကြောင်းသိရှိရသည်။မနေ့မနက်ကဆိုရင်ရန်ကုန်ဘက်ကလာတဲ့အဖွဲ့တွေအဝေးကလာတဲ့အဖွဲ့တွေတော်တော်များများပြန်လှည့်သွားတယ်။လက်နက်တကားကားနဲ့စစ်ဆေးတာတွေမကြိုက်တာရဲ့ပြီးတော့အနေရလဲများလို့လက်နက်တွေလည်းကင်ထားတယ်။ ဘလို့အဖွဲ့အစည်းပါမန်းမသိတဲ့အတွက်တွေးလှည့်ပြန်ကုန်တာဟုရင်းဖြစ်စဉ်ကိုတေချာစွာသိရှိထားသည့်သခိုင်းမျိုးဒေတာတည်ရင်းမြစ်ကပြောဆိုသည့်သခိုင်းမျိုးပေါ်တွင်ကယ်ဆယ်ရေးအဖွဲ့များကိုတာစီစစ်ဆေးမှုများလှုပ်ဆောင်ရာတွင်မဘာတာဖုန်ကြီးတချို့ပါဝင်ပြီးဖြူစောတီပြည်သူစစ်များနှင့်အတူဒေတာဆိုင်ရာမိသက်ချက်ချီနီရဲနှင့်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါပါဝင်ကြောင်းသိရှိရသည်။ဒီမှာတော့စူဝါကြမ်းတမ်းခက်ခဲတဲ့အခြေအနေတွေကိုအားလုံးက ဖက်ပေါင်းစုံကရင်ဆိုင်ဖျက်ကျော်နေရပါတယ်ဖက်ပေါင်းစုံဆိုတဲ့နေရာမှာပြည်သူလူထုနောက်တစ်ခါတော်လိုင်းရေးအင်အားစုပြီးရင်အကြမ်းဖက်ဖိနှိပ်အုပ်ချုပ်ခြင်းနဲ့စစ်ကောင်စီအင်အားစုပေါ့သုံးခုရှိတယ်ပေါ့ဆိုတော့ကျွန်တော်တို့ဒီနေ့ဖြစ်နေတဲ့အခြေအနေတွေကျွန်တော်အကြမ်းပြင်းသုံးသပ်ပြချင်ပါတယ်အခုဆိုရင်ဒီ masla masla 20နဲ့ရှင်းနေရဖြစ်ပေါ်ခဲ့တဲ့ခုနှစ်သမခုနှစ် register scale ရှိတဲ့ငလင်ကြီးကြောင့်အခုဆိုရင်နေပြည်တော်မှာရှိတဲ့အဖက်စစ်အုပ်ချုပ်ရေးရန်နေရာကြီး ရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးအဲသွားတယ်။အုတ်ချွေရန်နေရာကြီးတစ်ခုလုံးရက်တက်နေပါဖြစ်နေတယ်။ဆက်သွေးကွင်းတွေကအများအများ ပြတ်တောက်ကုန်ပြီးတော့အခုဆိုရင်မင်းအွန်လိုင်းနဲ့ဖက်စစ်အကြမ်းဖက်အုပ်စုဟာအတော်ပြိုပြဲနဲ့လေပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်။ဒီကြားထဲမှာပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးပြီးပြီးတော့ပျော်ပွဲ တောင်ကိုဒီပြည့်ရီကျော်ကြီးစကိုင်းဖောက်ပြည့်ရီကျော်ကြီးတခြားမှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့တဝိုးရင်စီစီနေနဲ့တိုက်တာပိုင်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတည်းကစတိုက်ဆိုသလိုနောက်ဆက်တွဲလောက်ခလာတဲ့မလင်းအန်နေတွေကြောင့်ပျက်စီးနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့တဘောဘေးအန်နေကြီးကိုကျွန်တော်တို့ဟိုဒီလူလုအာနာရှင်ကပေးရန်နေရကြောင့်ပုံမှုပျက်စီးစေခဲ့တဲ့အကြောင်းကိုကျွန်တော်နှန့်ရှင်သုံးသပ်ပြချင်ပါတယ်ဥပမာအနေနဲ့ပြောရရင်2008ခုနှစ် ျွန်တော်အာဒီအခုအမြန်လန်းအဲ့ဒီကာလကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်အမြန်လန်းဒီတောင်ငူနဲ့ပျော်ွယ်တောင်ငူနဲ့ဖြူပတ်ဝန်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်ရဲကို2008ခုနှစ်တုန်းကကျွန်တော်ရောက်ရှိခဲ့ပါတယ်မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တောင်ရောက်လေ့လာကြည့်ရှုခဲ့ပါအဲ့ကာလမှာဘဒူတွေစီးပွားအရန်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်းကွန်ကရစ်လန်းခင်းတဲ့နေရာမှာပါဝင်ထည့်သွင်းအသုံးပြုရမယ့်ဒီငါးမူတန်တန်ချောင်းတွေကိုပေါ့အဲ့ဒီမောင်ခိုကုန်တွေတွေက ဒီ GE တက်တွေချင်းကနေပြီးတော့ခိုးဝယ်တာပေါ့ညာဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ဝယ်ကြတာအဲ့တော့ G တက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအမြန်လန်းခင်းရမှာအသုံးပြုရမယ်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အမြန်လန်းခင်းတဲ့နေရာမှာဝါးတွေတုံးဟုတ်ဘာမှမထည့်ပဲသူတို့ခင်းကြတယ် ဒါညဘက်ဒီမှာကျွန်တော်သွားတွေ့ခဲ့တာအဲ့တော့2009ခုနှစ်ကအမြန်လိုင်းဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်သူခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲပဲနီးပြီးတော့ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့စေအုပ်စုကသူ့ရဲ့ဘလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝေကန်ချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်ဒီလိုပဲဤပညာရခိုးလို့ရတာအကုန်အပြိုင်သူခိုးခဲ့ကြတဲ့အဆောက်အုံတွေ ဖြစ်တယ်။ဒါကြောင့်မလို့ခုအမြန်လိုင်းနေအပိုင်းပိုင်းတက်တောက်ပြုတ်ပြူကြတာရုံးအဆောက်အုံတွေပြူကြတာပေါ့။ပြူကြတဲ့ထဲမှာတော့အတိတ်နမိတ်တို့လည်းပြောရင်ပြောရမှာပေါ့။အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတာတွေနိုင်ငံတကာအဲ့သေးဝင်ကြီးတွေသူကလသမကစသဖြင့်ပေါ့တကယ်ဒိတ်ဒိတ်ကျဲဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမဆုံးစဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအသက်ဝင်လဲပတ်ရာဖြစ်တဲ့လူတော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်တော်တော်တဲ့ဝင်တဲ့လမ်း လုံးဝပြက်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါဘဲနဲ့တချို့နေရာဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြက်ကျသွားတာအတိတ်နမိတ်ပေါ့ဆိုတော့အချုပ်ချာအာနာရဲ့စတင်တီယာကြီးကိုအဝင်ကအစသဘောဝါကြီးကဖြစ်စည်းသွားပြီဖြစ်တဲ့တကြောင်မင်းအောင်လိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲရတဲ့စီရင်သူ့ကိုယ်သူတမတာအကန့်ဖို့သွားမဲ့အစီအစဉ်ကိုတဘာဝအောင်ကန့်ကွက်နေတာဆိုတာလေးထည့်သွင်းပြောချင်တာဆိုတော့တဘာဝဘီကြီးရဲ့အဆုံးစုံထိဖြစ်စည်းမှုအန္တရာယ်ကိုကျွန်တော်တို့ကအခုကလူလောက်ကပ်ပေးကြောက်ပုံမှုဆိုးရွားစွာရင်ဆိုင်ဖြတ်ကျော်ရတာဖြစ်ပါတယ် ပထမဆုံးဘာလို့လူလုကပ်ပြီးလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအမတန်ဖျားပြင်းတဲ့ magnitude အဖြစ်မြင်မာတဲ့ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းတွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက် ီးတော့ဆောက်လုပ်တဲ့ဆောက်လုပ်ရေးပစ္စည်းအုံသုံးဒီအဆောက်အုံတွေကအစအကုန်လုံးငလင်းတန်းခနိုင်တဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရလမ်းခင်းသလားလိုက်တိုင်းနဲ့ဖောက်ကြည့်တယ်ဖောက်ကြည့်ရကုန်ဘလောက်ခင်းတာအဆောက်အုံဆောက်လာပိုင်ရဲတလားဘလောက်ထိမြေအမြင့်အနေမြင့်မှာကွန်ကရစ်ဘလောက်ထဲလေဖြော်ဆက်အကုန်လုံးအသေးစိတ်တို့ကြည့်ပြီးတော့ငလင်းတန်းခနိုင်မှုအထိပြည်သူအကျိုးကိုရှေ့ရှုပြီးတော့အန်ဒီဆိုးရလုတ်ပိုင်ငွေရှိသမျှ၄-၅နှစ်အတော်တည်းမှာရအောင်လုတ်ခဲ့ကြ ငလင်းဆိုးွားကြုံလာခဲ့ရင်လည်းဘလို့ဖြတ်သားမယ်ဘလို့တီးမီနဲ့စီကူတာရေးဖွဲ့ကဲသေးကြီးအကူကြီးဖွဲ့နိုင်ငံတကာနဲ့ဘလို့ဘလို့အားလုံးစတဲ့ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းအုပ်စုရဲ့အထမအာနာတိမ်မီသူတို့တကူစီးပွားနဲ့စစ်ဘိုလ်ချုပ်တစုကိုကျိုးစီးပွားအတွက်ပဲဆက်လက်နဲ့ပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်ဖြတ်ဖို့ပဲသူတို့စ조사ခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေ ကယ်ဆယ်ဖို့တွေထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိဘဲနဲ့အခုဒီရက်ပိုင်းဆိုတွေ့ရပါလိမ့်မယ်ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မဆိုသူတို့ရှိကိုသဘောတူညီချက်သူတို့ရှိခွင့်ပြုချက်ရှောက်ထားသူတို့ခွင့်ပြုမှကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဒါလည်းသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါလာလူသမ ्या အကုန်လုံးအေးငါတို့ပဲပေးထားငါတို့ငါတို့ဆက်လို့မင်းတို့ပြန်မင်းတို့လုံညိုရေးရမင်းတို့အားမမခံဘူးမင်းတို့လည်းစိတ်မချဘူးကယ်ဆယ်ကူညီရေးတဲ့ပစ္စည်းအားလုံးကိုအနှူနီးနဲ့ဓမြတိုက်ဖို့ သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်စစ်ရန်နေရာအတွက်လိုအပ်တဲ့စစ်တလန်းနဲ့ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကယ်ဆယ်ကြီးကူညီရေးနိုင်ငံတကာတော်လကောင်ပြည်သူ့ဘက်ပြန်လဲအလှူတော်လကောင်သူတို့အနုနည်းနဲ့ဓမြတိုက်ဖို့စူးစမ်းပြီးတော့လုပ်တယ်။အာလူလုကပ်ဘေးကြောင့်ခုလိုကျွန်တော်တို့ကစိုးစိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်။ကြိုတင်မြင်ဆင်မှုမရှိဘူး။ဖြစ်လာတော့လေကယ်ဆယ်ကူညီဖို့အတွက်ကိုသူတို့ကပဲအရာရာထိန်းချုပ်ပြီးတော့ကိုသေးဆုပ်ပြန်အနုနည်းနဲ့ဓမြတိုက်ဖို့စူးစမ်းတာ။အာလူလုကပ်ဘေးကြောင့်အဆိုးအဝါဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ပြောချင်တာက နိုင်ငံတကာရောက်အလူရှင်တွေနိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လက်အောက်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့စိုးဝါးတဲ့ငလင်ပီးရင်ဆိုင်ရတဲ့ပြည်သူလူထုတွေကိုတကယ်ကူညီခြင်းနဲ့ဆိုရင်ဖက်စစ်အကြမ်းဖက်စေအုပ်စုရဲ့ထိန်းချုပ်မှုအောက်ကသွားသွေးလုံးဝပြည်သူလူထုတွေကိုဆရာခိုင်တို့20ရာခိုင်တို့တော့ရောက်ဖို့မသေးကြပါဘူးသူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နီးနဲ့ကိုသေးဆုပ်ဖို့ဖြစ်ပါလိမ့်မယ်ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ် ုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့နင်းနာဆုံးရှုံးမှုငဲ့ညာတော်လဲပဲခိတ္တဆောင်ဆိုင်မှာကျွန်တော်တို့တွေတိတိကျကျနော်ကူညီနိုင်မဲ့ဖီအားတွေနဲ့စီးရီးဖီအားနိုင်ငံရေးဖီအားပြည်သူလူတရအလုံးနဲ့အားလုံးဖီအားတွေနဲ့ဖက်စစ်အုပ်ချုပ်ထိ ंछ ုံမှုကိုကျွန်တော်တို့ပွက်အံပွားနိုင်တဲ့အထိခဏဆောင်ဆိုင်ပြီးတော့စုဆောင်းထားပါ ထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလောက်အောင်ဖြစ်တယ်အခုချိန်မှာသွားပြီးတော့ COC ကိုရောက်ထူထောင်မှုပေးရထူထောင်မှာမဟုတ်ဘူးကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုပြစ်ခတ်တက်ဖြတ်ဖို့လက်နက်တွေပြည့်ပြည့်တုံတွင်ပြောင်းသွားပါလိမ့်မယ်ရိတ်ခါတွေကငလင်ကယ်ဆယ်ရေးစုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လည်းမိဂါမတ်တပဲရောက်ပါလိမ့်မယ်။ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတခုလုံးပြိုပြတ်သွားတဲ့အတွက်သူရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်။ ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးပဲအသက်ထပ်ပြီးတော့ရှေ့ဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့လူမှုအစိုးရပြည်သူ့အစိုးရ NGO နဲ့တိုက်ရိုက်ဆက်သွယ်ပြီးပို့ကူညီချင်းဖြစ်စေနိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စေဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရောလှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအဲ့တော့လူလုတ်ကဖေးကြီးကိုကျွန်တော်တို့အမြန်ဆုံးကြော်လွားပြီးတော့ နောက်ဖြစ်လာနိုင်ခြင်းရှိတဲ့သဘာဝကပ်ဘေးတွေကိုအကောင်းဆုံးရုန်းကန်ကျော်လွှားဖြတ်ကျော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းမှုလိုပါတယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးနွေတော်လိုင်းရဲ့အပိသက်အောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတူဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့နှုတ်ဆော်နှုတ်ဆော်လိုက်ပါတယ်ခင်ဗျ။